ဲအားစီကိုကြိုတောက်တယ်လို့အရက်ကအရမ်းများနေမယ်ဆဲတဲ့ကဒင်းရိုးလေးကသေးနေမယ်ဆိုရင်တော့အဲ့တဆက်ထဲမှာပေါ့နော်အခုတို့နှစ်ယောက်လည်းတည်ကြမယ်တင်နေတတော်များများလေးဟိုကိုပဝင်ချင်းမှာကိုတငယ်ချင်းတွေလည်းပြောကြရပေါ့နော်ဟိုကတောက်တက်စားတတ်တယ်အဲရက်ဆွဲနေရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တောက်တက်စားတတ်ပေမဲ့လို့အဲသူတို့ကအသေးအားစီကိုကြိုတောက်တယ်လို့အဲအဲ့လိုမျိုးလေးတွေဒါ ဘေးပတ်ဝန်းကျင်မှာကြားနေရတယ်ဆိုတော့ဆရာကြီးဝေဖြစ်ပေါ့နော်ဒီအသေးအစေးရဲ့အခန်းကဏ္ဍလေးကဘယ်လိုရှိမလဲအဲ့လိုကြိုတောက်တယ်ဆိုတဲ့ဟာမျိုးอ่ะရောအစဉ်ပြေသလားဆိုတာလေးအဲ့ဒါလေးမျှဝေပေးပါအောင်ဆရာကြီးခဏပြောလို့ဝန်းနဲ့အားစီးတဲ့ရေနဲ့ဆဲတဲ့ကဒင်းပေါ့ဟုတ်တယ်မလားဝန်းကအရက်ကအရမ်းများနေမယ်ဆဲတဲ့အော်ကဒင်းရိုးလေးကသေးနေမယ်ဆိုရင်တော့ဒီတာကျိုးသွားပြီးအန်တရရဖြစ်ပါပဲเนาะအဲ့ဒီတော့ဝန်း ဟိုမြတ်တအောင်လုပ်မယ်เนาะမြတ်တအောင်လုပ်အတဲ့အတွင်းမှာပဲပျက်စီးသွားတဲ့အသက်နေရာမှာเนาะအထိုက်လျောက်ပြန်ပြီးတော့ပြုပြင်ပေးနိုင်တယ်เนาะခုမှ levelin force ဆိုရင်လဲသူကဒီ phosphodiide choline ပေါ့သူကအဲ့ဒါပါပါတယ် phosphodiide choline ဆိုတာအသက်ရဲ့ galaxy ရဲ့နိုင်ရမှာသူကဒီဟိုကလုတ်ပေးတာပေါ့နိုင်ရလေးပြည့်စည်သွားရင်ကျွန်တော်ပြန်ပြီးတော့ ပြုပြင်ပေးနိုင်တဲ့သူအာနိသင်ရှိပါတယ်နောက်တစ်ခုကကျတော့ဗိုက်တာမင် B တွေသူကပါတယ်အစုံပါတယ်ဗိုက်တာမင် B ရဲ့ B ကခန္ဓာကိုယ်မှာဘာသုံးလဲဆိုတော့ enzyme ဆိုတော့ခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ဒီဓာတ်ပြုမှုเนาะများစွာမှာဒီ enzyme တွေဗိုက်တာမင် D တွေကပါဝင်ပတ်သက်ပြီးတော့ဓာတ်ပြုမှုကူညီတယ်သူတို့ပူညီသူတို့လာရင်ဓာတ်ပြုမှုကောင်းရင်ကျွန်တော်တို့ကျန်းမာရေးအတွက်ကောင်းတယ်အထူးသဖြင့်အဲဒါ ကလစီတွေအတွက်ကောင်းတယ်ဆိုတာရောရှင်းပါတယ်နောက်တစ်ခုကတော့ vitamin E vitamin E ကတော့ကျွန်တော်တို့ဒီအသည်းမှာအဆီတက်နေတဲ့အခါရုပ်ပဲအရက်နော်များသွားလို့အသည်းမှာအဆီလေးတွေစဆွနေတဲ့ချိန်မှာစတင်ပြီးတော့နော်ကျွန်တော်တို့ကာကွယ်ပေးနိုင်တဲ့အနေအထားမျိုးလေးရှိပါတယ်ဒါပေမဲ့ခဏခဏအရက်နဲ့အော်ဘီဘုံနဲ့စီဘုံနဲ့အဆီနဲ့နှိမ့်ဆက်မယ်ဆိုရင်မနိုင်မနှင်းဖြစ်နေရင်အဲ့ တော့ alpha library ကစကလည်းပံ့ပိုးမှုတော့ပေးနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်ပြောတဲ့စကားပါပဲစီးရဲရေးဆဲရဲကတဲ့စီးရဲရေးကိုထိမ့်ပြီးတော့ဆဲရဲကတဲ့ကို မြင့်ပေးမယ်ဆိုရင်တော့နော်ဒါတဘာဝအကျိုးရှိပါတယ်လို့ပဲဖြစ်ပြရစေ thank you